ျွန်တော်ရဲ့မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့မရှင်များတောင်းဆိုနေကြတဲ့လုံးပိုင်အာနေနီကိုပြန်လည်များပြသမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော် YouTube ကောင်းမန်လေးမှာလုံးပိုင်အာနေကနန်းဗျာနော်အာနေကနန်းတင်ပြပါဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ပတ်မှာကျွန်တော်အာနေကနန်းဤ၃မျိုးကိုပြပြီးသွားမှာဗျာနော်ဆိုတော့ကျွန်တော်လုံးပိုင်အာနေ2025ပေါ့နော်23ချိန်အတွက်တင်ပြသွားမယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်ဒီခွန်3တုံညနှစ်တုံညကိုကနေဒီမှာ9တိပေါ့နော်အဲ့ဒီနှစ်တုံညကိုကနေခွန်ခွန်ကိုကိုဆက်ပြီးကြည့်အောင်ဆိုတော့ကျွန်တော်တို့အဲ့မှာခွန်9နဲ့1ပေါင်းတာ6 6နဲ့ခွန်ပေါင်းတာ73ပေါ့နော်ဆိုတော့3ကိုပဲ3ပဲတယ်ပေါ့နော်3အားနဲ့တာနောက်ထပ်ကြိမ်မှာခွန်ခွန်ကိုဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာရေးလိုက်မယ်ပေါ့နော်ခွန်ခွန်ကိုဆိုပြီးဖြစ်ပါတယ်3ကိုပဲတာခွန်ခွန်ကိုဖြစ်ပါတယ်ပေါ့နော် နောက်ထပ်တစ်ကြိမ်မှာကျွန်တော်တို့ဒီ2နဲ့3ပေါင်းတာ5 5နဲ့6နဲ့ပေါင်းတာလေ73ဆိုတဲ့အတွက်3ကိုပေးတာဖြစ်ပါလေနောက်ထပ်တစ်ကြိမ်မှာခွန်တုံညတုံညဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်3ကိုပေးတာခွန်တုံညတုံညဖြစ်ပါလေတပန်းနောက်ထပ်တစ်ကြိမ်နောက်ထပ်တစ်ကြိမ်မှာ5နဲ့5ပေါင်း30 73ဆိုတဲ့အတွက်1ကိုပေးမှာဖြစ်ပါတယ်1ကိုပေးတာနောက်ထပ်တစ်ကြိမ်မှာ3ခွန်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3ခွန်ခွန်ပါနော်ဒါဆိုရင်1ကိုပေးတာ3ခွန်ခွန် တဖန်၃ခုခွာနေအဲ့ဒီနေ့အတိုင်းပဲကျွန်တော်တို့ရှင်းတဲ့ငါးပေါင်းတော့73ဆိုတဲ့အတွက်3ကိုအားနေတယ်မတော့3အားနေတာနောက်ထပ်တစ်ကြိမ်မှာ8ကိုလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3အားနေတာ8ကိုလေးဆိုပြီးဖြစ်ပါတယ်တဖန်8ကိုလေးအားနေအဲ့ဒီအပေါ်နေ့အတိုင်းပဲပေါ့နော်ငါးနဲ့၄ပေါင်းတာ9 9နဲ့8ပေါင်းတာက79ဆိုတဲ့အတွက်ကျွန်တော်တို့ခုနှစ်ကိုပေးမှာဖြစ်ပါတယ်အဲ့ဒီခုနှစ်ကိုပေးတာနောက်ထပ်တစ်ကြိမ်မှာ963ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ963 ခုနှစ်ကိုပဲဒါ963ပေါ့နော်တဖန်ဒီ963ကနေဒီမှာခွန်နဲ့3ပေါင်30ဆယ်နှစ်ဆိုတဲ့အတွက်ကြောင့်မို့နေလုံးပိန်အားနေတယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ68ခွန်စပီးဖြစ်ပါတယ်ခင်ဗျာနေကအားနေတာ68ခွန်နောက်ထပ်တစ်ကြိမ်ပေါ့နော်6နဲ့6ပေါင်30နှစ်နေနဲ့3ပေါင်ရှင်5ဆိုတဲ့အတွက်5လုံးပိန်အားနေတယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာနေနှစ်ခွန်စပီးဖြစ်ပါတယ်ခင်ဗျာ ငါးလုံးပိုင်အားနေတာဆိုရင်နင်းနေခွန်စပီးဖြစ်ပါတယ်ပေါ့နော်။တပန်းနင်းနေခွန်ကနေဒီမှာနင်းနေရှစ်ပေါင်းတာ35ဆိုတဲ့အတွက်အဲ့ဒီမှာလေငါးလုံးပိုင်အားနေတယ်ပေါ့နော်။နောက်ထပ်တစ်ချိန်မှာ388စပီးဖြစ်ပါတယ်ခင်ဗျာ။388ငါးဥပေတာ388ဖြစ်ပါတယ်ပေါ့နော်။တပန်းဒီမှာကျတော့နင်းနေဒီ6နဲ့ပေါင်းတာ8ဆိုတဲ့အတွက်အဲ့ဒီချိန်မှာရှင်းလုံးပိုင်အားနေတယ်ပေါ့နော်။ဒီ388ပြီးတော့နောက်ထပ်တစ်ချိန်မှာ339စပီးဖြစ်ပါတယ်ခင်ဗျာ။ ဒါဆိုရင်ရှစ်ကိုပေတာ339ရှိပြီဖြစ်ပါတယ်။တဖန်ကြည့်339အနေနဲ့ပေါ့ကျွန်တော်တို့ဒီ895ငါးနဲ့နေပေါင်း9ဆိုတဲ့အတွက်ခုနှစ်ပေမှာဖြစ်ပါတယ်။ခွန်အားနေတယ်ပေါ့နော်။နောက်ထပ်တစ်ကြိမ်မှာ39နေရှိပြီဖြစ်ပါတယ်ခင်ဗျာ။ခုနှစ်ကိုပေတာ39နေနောက်ထပ်တစ်ကြိမ်ပေါ့နော်။နောက်ထပ်တစ်ကြိမ်မှာကျတော့ကျွန်တော်ဒီ9ရက်2ရက်ပေါင်းရှင်းကခုနှစ်ဆိုတဲ့အတွက်ခုနှစ်အားနေတယ်ပေါ့နော်။နေ့လေးရှောက်ရှိပြီဖြစ်ပါတယ်ခင်ဗျာ။ ခုနှစ်ကိုပဲတာနေလင်းလျှောက်ဆွေးဖြစ်ပါတယ်။တပန်းကျွန်တော်ကိုလေးကိုနေလင်းလျှောက်ကိုတည်ဆွေအတွက်ဒီကိုနဲ့တပောင်းတာ၁၀၁၉ဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ကိုကိုပဲမှာဖြစ်ပါတယ်။နောက်ထပ်တစ်ချိန်မှာ၃နေလေးဆွေးဖြစ်ပါတယ်ခင်ဗျာ။နေလေးငါ၃နေလေးနေ၆ဆွေအတွက်နေနေနေပေါင်းတာလေနေနေ၆ပေါင်းရှင်း၃၀ဆွေအတွက်ကြောင့်မို့၃ညအလုံးပိုင်းအားနေတယ်ဗောနော်နောက်ထပ်တစ်ကြိမ်မှာ၈၅နေဆွေဖြစ်ပါတယ်ခင်ဗျာ ရှင်းငါနှစ်တုံညာဥပေတာရှင်းငါနှစ်ဖြစ်ပါတယ်ဒီမှာကျတော့ရှင်းနဲ့ငါပေါင်းရှင်း73ဆိုတဲ့အတွက်အသုံးလုံးပဲအားနေတယ်ဗောနောနောက်ထပ်တစ်ကြိမ်မှာရှစ်ဆောင်ငါဆိုပြီးဖြစ်ပါတယ်ခင်ဗျာကိုကိုလေး6653ဆိုရဲ့အတွက်ဒီ6နဲ့3ပေါင်းရှင်ကို9နဲ့ဒီ9နဲ့ပေါင်းတာ78ဆိုရဲ့အတွက်ရှင်းလုံးပဲအားနေတယ်မနော်နောက်ထပ်တစ်ကြိမ်မှာ356ဆိုပြီးဖြစ်ပါတယ် နောက်ထပ်တစ်ကြိမ်ဒီ9နဲ့3ပေါင်းတာ8 8နဲ့10ပေါင်းတာ9 9လုံးပဲအားနေတယ်နောက်ထပ်တစ်ကြိမ်မှာကျွန်တော်တို့6 4 6ဆိုပြီးဖြစ်ပါတယ်9ကိုပဲတာ6 4 6 9နဲ့8ပေါင်း83ဆိုတဲ့အတွက်3လုံးပဲအားနေတာဆိုရင်9ခွန်8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9ခွန်8တပန်ဒီ9ခွန်8ကနေဒီခွန်ခွန်14ပေါ့နော်၄နဲ့8ပေါင်းတာ7နှစ်ဆိုတဲ့အတွက်ညလုံးပဲအားနေတယ် ကိုခွန်ရှင်းပြီးတော့နောက်ထပ်တစ်ကြိမ်မှ696ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ညကိုပေးတာ696ကျွန်တော်ဒီမှာတစ်ကြိမ်ကြံတော့ခဲ့တယ်ဗောနော်ဒီ3ငါနေပြီးတော့39နေဆိုပြီးဖြစ်ပါတယ်ဗောနော်3ငါနေပြီးတော့39နေတစ်ကြိမ်ပါဆိုရင်9 3 9နေ36ဆိုပြီးဖြစ်ပါတယ်အဲဆိုတော့အဲ့ဒီမှာ6နဲ့9ပေါင်းတာ7ဗောနော်တစ်ကိုပေးတာညလေး6ပြီးတော့ 3ငါးနှစ်3ငါးနေပြီးတော့3ခုနေပေါ့နော်3ခုနေပြီးတော့နေ၄ချောင်းဆိုရတဲ့ဒီမှာ3ငါးနေပြီးတော့ကျွန်တော်တင်ခုနှစ်ကိုပေးတာ3ခုနေပေါ့နော်ခုနှစ်ကိုပေးတာ3ခုနေဆိုပြီးဖြစ်ပါတယ်3ခုနေမှာကျွန်တော်တစ်ကိုပေးတာနေ၄ချောင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဆက်ပြီးတော့ ဒီမှာကျတော့ကျွန်တော်ဒီ6နဲ့တက်ပေါင်းချင်းခုနှစ်ပေါ့နော်ခုနှစ်ကိုပဲတာနောက်ထပ်တစ်ချိန်မှာ6 9ရှောက်ပြီးတော့8 9 8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာခွန်ကိုပဲတာ8 9 8ပေါ့နော်နောက်ထပ်တစ်ချိန်3နဲ့ခွန်ပေါင်း30 78ဆိုတဲ့အတွက်8ကိုပဲတာနောက်ထပ်တစ်ချိန်မှာ105ဖြစ်ပါတယ်ခင်ဗျာ8ကိုပဲတာ105တပတ်3ခွန်ပေါင်း30 74ဆိုတဲ့အတွက်၄လုံးပိန်ပိန်နေမယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာ95နဲ့ဆိုပြီးဖြစ်ပါတယ် လေးကိုပေးတာမိင်္ဂနေ့ဒါဆိုရင်ဒီတစ်ပတ်မှာကျတော့ကျွန်တော်နေ့နဲ့နေ့ပေါင်းတာလေးလေးနဲ့လေးပေါင်းတာရှင်းဆွေးအတွက်ဒီနေ့အရာရှင်းလုံးပိုင်အားနေတယ်ပေါ့နော်โอเคကျွန်တော်ဒီနေ့ဦးခွန်ခွန်ကိုကနေတောင်းလျှောက်လုံးပိုင်အားနေနေဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်မှာရှင်းလုံးပိုင်အားနေတယ်ပေါ့နော်နောက်ထပ်ကျွန်တော်ဒါကနံပါတ်1ဖြစ်ပါတယ်နံပါတ်2နံပါတ်3ကိုလည်းဆက်ပြီးလေ့လာကြအောင်ပေါ့နော်ဒါနံပါတ်1 2 3 နံပါတ်2ကိုကြတော့ကျွန်တော်โอเคကျွန်တော်နံပါတ်2မှာကြတော့ဒီ3ကိုတင်နေပေါ့မယ်ပေါ့နော်3နဲ့တင်ပေါ့မယ်ပြီးရင်5တင်ထပ်ပေါ့နေပေါ့နော်ဒီ3ကိုတင်နေပေါ့နေပေါ့နော်3နဲ့တင်ပေါ့တာ4 4ကိုတင်နေပေါ့5 5နဲ့ပေါ့ရင်30ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့မှာတော့3ညအားနေပဲပေါ့နော်3ညအလုံးပိုင်အားနေတာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာကခွန်ခွန်9ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်3ရဲ့3ညရဲ့ပေတာခွန်ခွန်9ဖြစ်ပါတယ် နောက်ထပ်တစ်ကြိမ်ဒီတုံညာကိုတင်းနဲ့ထပ်ပေါင်းတာတည်ပေါ့နော်တည်ကောနင်းနဲ့ပေါင်းတာတော့သုံးလို့သုံးပေါင်း6ဆိုတဲ့အတွက်ကြောင့်မို့6အားနေမယ်ပေါ့နော်သုံးနဲ့6နဲ့အားနေတာခွန်တုံညာတုံညာဆိုပြီးဖြစ်ပါတယ်တဖန်တင်းငါးကိုတင်းနဲ့ထပ်ပေါင်းတာပေါ့နော်ငါးနဲ့တင်းပေါင်း6 6နဲ့ဒီ6နဲ့ပေါင်းတာ7နှစ်ဆိုတဲ့အတွက်ကြောင့်မို့နေလုံးပိုင်အားနေတာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ3ခွခွဖြစ်ပါတယ်ခင်ဗျာတဖန်ရှင်းလေးခွ3ခွခွမှာဒီ၄ကိုတင်းနဲ့ပေါင်းတာပေါ့နော်၄နဲ့တင်းပေါင်းတာ ငါနဲ့ပေါင်းရင်30ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တုံညာအားနေတယ်ပေါ့နော်။၃တုံညာအားနေတာဆိုရင်၈၉လေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်တစ်ချိန်ပေါ့နော်။နောက်ထပ်တစ်ချိန်မှာဒီတစ်ကိုကျွန်တော်တင်းနဲ့ထပ်ပေါင်းနေပေါ့နော်။တင်းနဲ့တစ်ပေါင်းတာနဲ့နင်းနဲ့ဒီ၉နဲ့ပေါင်းရှင်းက7ပေါ့နော်။ဆိုတော့အဲ့မှာတစ်လုံးပိုင်းအားနေတာဖြစ်ပါတယ်ခင်ဗျာ။ခွန်တစ်ကိုပဲတာ963ဖြစ်ပါတယ်။တပန်းခွန်ကခွန်963မှာဒီ9ကိုတင်းနဲ့ပေါင်းတာ6ပေါ့နော်။9နဲ့9ပေါင်း10တင်းနဲ့ပေါင်းတာ10ဆိုတဲ့အတွက် ျွန်တော်တစ်ကိုအစ်အားနေတယ်ဗောနော်နောက်ထပ်တစ်ချိန်မှာရှောက်ရှိခွန်ဖြစ်ပါတယ်ခင်ဗျာတပန်းဒီရှောက်ကိုတင်းနေထပ်ပေါင်းနေဗောနော်ဒီရှောက်နဲ့တစ်ပေါင်းတာခွန်ခွန်နဲ့၃ပေါင်း၁၀ဒီမှာ၆တလုံးကျန်နေအတွက်ကြောင့်မို့၆အားနေတယ်ငါးနဲ့၆နဲ့ပေးတာနေနေခွန်စုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်ဒီရှောက်ကိုလည်းတင်းနေထပ်ပေါင်းနေဗောနော်ဒါဆိုရင်အာရှောက်နဲ့တစ်ပေါင်းတာခွန်ခွန်နဲ့၈ပေါင်း၈၅ငါးနဲ့ပေါင်းရင်၂၀ဆိုတဲ့အတွက်ကြောင့်မို့ ၃ညအားနေတယ်ဗောနော်၅၃ယောက်ပေးတာ၃ရှစ်ရှစ်ဖြစ်ပါတယ်တပန်းဒီတစ်ကိုတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာတင်းနဲ့တစ်ပေါင်းတာနှစ်နှစ်နဲ့၆နဲ့ပေါင်းတာရှစ်ဆိုတဲ့အတွက်အဲ့မှာတော့ရှစ်ရှစ်တူနေတယ်ဗောနော်၃တော်များကိုဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ဒီ၅နဲ့ဒီတင်းနဲ့ပေါင်းမယ်ဗောနော်၈၅၅ငါးနဲ့ပေါင်းရင်၂၀20နဲ့တစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တစ်ပေးမှာဖြစ်ပါတယ်ဆိုတော့အဲ့မှာ၃၅နေစမီဖြစ်ပါတယ်၃တော်များကိုပြီးတော့၃၅နေဗောနော် ၃၅နှစ်၃၅နှစ်ဆိုတော့ကျွန်တော်ဒီမှာဒီ၅ဟုတ်တင်းနဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာ၅နဲ့တင်းပေါင်းရှင်း6ရှောင်းနဲ့နှစ်ပေါင်းတာ8ဆိုတဲ့အတွက်8ကိုပေးတာပေါ့နော်၃၅နှစ်ပြီးတော့နောက်ထပ်တစ်ချိန်မှာ၃၉နှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်8ကိုပေးတာ၃၉နှစ်ပေါ့နော်တဖန်ဒီ၃ညကိုတင်းနဲ့ပေါင်းပြီးတော့ရှောင်းနဲ့ဒီတင်းနဲ့ပေါင်းတာ9ပေါ့နော်9ကိုပေးတာဒီ၃၉နှစ်ပြီးတော့နောက်ထပ်တစ်ချိန်မှာ2 4ရှောင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ။ဒါဆိုရင်တစ်ခွန်ကိုပေးတာမြင်းလေးလျှောက်ဆိုပြီးဖြစ်ပါတယ်။ဒီတစ်ကိုတင်လေးကိုတင်နေထပ်ပေါင်းတော့လေးနဲ့တစ်ပေါင်းမှာ9နဲ့9ပေါင်းဆက်လေးလေးနဲ့တစ်ပေါင်းတာ9ဆိုတဲ့အတွက်9နဲ့9နဲ့ကိုပေးမှာဖြစ်ပါတယ်။နောက်ထပ်တစ်ချိန်မှာ3နဲ့4ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။တပန်းဒီလေးကိုတင်နေထပ်ပေါင်းမယ်ပေါ့နော်။လေးနဲ့တစ်ပေါင်းတာ9 9ဒီလေးနဲ့၆ပေါင်းတစ်စည်းတင်းနေနေပေါင်းတာ၃ပေါ့နော်ဒါဆိုရင်၃ည၃ကိုပဲတော့၈၅နေစပြီဖြစ်ပါတယ် နောက်ထပ်တစ်ကြိမ်မှာလည်းဒီတစ်ကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။တင်းနဲ့တစ်ပေါင်းတာနှစ်နှစ်နဲ့ဒီ9နဲ့ပေါင်းရှင်း9ဆိုတဲ့အတွက်3နဲ့9နဲ့ကိုပေးတာ665ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်9နဲ့တင်းနဲ့ထပ်ပေါင်းမယ်ပေါ့နော်။9နဲ့တင်းပေါင်းတာ30 6နဲ့3ပေါင်းတာ9ဆိုတော့89ကိုပေးတာ356ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တစ်ကြိမ်ပါနော်ဒီ၃ညနဲ့၁နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်၁ နေနေနဲ့သုံးပေါင်းတာ၅ဆိုတဲ့အတွက်၅ကိုပဲတာဖြစ်ပါတယ်၆နဲ့၆ပေါ့နော်ဒီ9နဲ့10နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်9နဲ့10ပေါင်းတာ8 8နဲ့10ပေါင်းတာ16 6နဲ့5ပေါင်းတာ10ဆိုတဲ့အတွက်3 10ကိုပဲတာ9 8ဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ပါလေဒီ9ကို10နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်9နဲ့10ပေါင်းတာ8ဒီမှာကျတော့9 3ကြိမ်20နဲ့10 20နဲ့2ပေါ့နော်ဒီမှာတော့2 2တူနေတာဖြစ်ပါတယ်6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคနောက်ထပ်တစ်ချိန်ပါเนาะဆိုတော့ဒီ၅ဒီ၅ကိုတင်းနဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာ၅နဲ့တင်းပေါင်းတာရှောင်းရှောင်းနဲ့ပေါင်းတာစနစ်နေနဲ့တင်းပေါင်းတာ3ဆိုတဲ့အတွက်9နဲ့3နဲ့ကိုပေးတာ6 9 8ဆိုပြီးဖြစ်ပါတယ်ဒီ၄ကိုတင်းနဲ့ထပ်ပေါင်းမယ်ပေါ့နော်လေးနဲ့တက်ပေါင်း၅၅နဲ့၈ပေါင်း၃၃နဲ့၇ပေါင်း၂၀၃ညောက်ပေးတာ၁၄၅ဆိုပြီးဖြစ်ပါတယ် ဒီတလေးငါမှာငါ့ကိုတင်းနေပေါင်းမယ်ပေါ့နော်3ခွန်ပေါင်း30ငါနဲ့တင်းပေါင်း6ဆိုတော့ဒေးနဲ့6နဲ့ကိုပေးတာနေငါနေစပြီဖြစ်ပါတယ်ဒီဘက်မှာတော့ဒီ6နဲ့တင်းနဲ့ပေါင်းမယ်ပေါ့နော်ဒါဆိုရင်ဒီမှာနေနဲ့နေပေါင်းတာလေးလေးနဲ့6ပေါင်း30ဒီမှာတစ်တလုံးကျန်တဲ့အတွက်ကျွန်တော်7နဲ့တင်းနဲ့ကိုပေးမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီဘက်မှာ7တင်းလုံးပိုင်းအားနေတယ်ပေါ့နော်နောက်ထပ်နံပါတ်3နံပါတ်3ကပင်ရှိဖြစ်ပါတယ်ခင်ဗျာ နံပါတ်3ကတော့ကျွန်တော်ပင်ရှင်ဖြစ်ပါတယ်ဗျာ။3ကိုပေးတာ009ကို2ကိုပေးတာ039 39ဆိုပြီးဖြစ်ပါတယ်။ရှောက်ကိုပေးတာ300 3ကိုပေးတာ89ကို9ကိုပေးတာ963 2ကိုပေးတာ68ခွန်း3ကိုပေးတာ99ဗျာ။ခုနှစ်ကိုပေးတာ388ရှောက်ကိုပေးတာ3တုံမြောက်ကို1ကိုပေးတာ3နဲ့3မြောက်ပေးတာ3ခုနဲ့တင်ငောက်ပေးတာ2လေးရှောက်ရှောက်ကိုပေးတာ3နဲ့4ပေါ့နော်ရှောက်ကိုပေးတာ15နဲ့3ကိုပေးတာ6ရှောင်း ၃ညောက်ပေတာ၃၅၆ငောက်ပေတာ၆၄၆၃ညောက်ပေတာ၉၈ခုနှစ်ကိုပေတာ၆၉ဆောက်ဆိုပြီးဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီနှစ်ကိုပေတာ၈၉၈ဆိုပြီးဖြစ်ပါတယ်၃ညောက်ပေတာဒီလင်ကခုနှစ်အပြည့်ခရစ်ပတ်မှာခုနှစ်လုံးပဲအားနေတယ်ပေါ့နော်ကျွန်တော်ခုနှစ်လုံးပဲကျွန်တော်အားနေကနန်းရှိတယ်လုံးပဲလည်းရှိတယ်တော်တော့ကျွန်တော်ခုနှစ်လုံးပဲကိုရွေးလိုက်တာပေါ့နော်ခုနှစ်လုံးပဲရွေးတာဒီခုနှစ်လုံးပဲပြတ်သွားခဲ့ပြီးတော့ခုနှစ်လုံးပဲအားနေတာက ဆက်ပြီးโอเคသွားခဲ့တယ်ဗျနော်ဒီတစ်ပတ်မှာကျတော့ကျွန်တော်ညမပြတော့ဘူးဗျနော်ပင်ရှင်ဖြစ်ပါတယ်နံပါတ်90ချင်းရှိပြီဗျနော်89 90 90 90နံပါတ်90မှာကျတော့ကျွန်တော်ဒီတစ်ပတ်မှာ9ဆိုပြီးအားနေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာဒီနေ့၃မျိုးစလုံးโอเคမယ်ဆိုရင်89လုံးပင်အားနေနေတာဖြစ်ပါတယ်ခင်ဗျာโอเคဒါလုံးပဲအားနည်းကျင်းနေတဲ့မိတ်ဆွေများအတွက်ဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ ကျွန်တော်ရဲ့မဲ့ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။